အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာကြီးဗမော်တင်အောင်ရေးသားတဲ့မမကြီးလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းချက်အနေနဲ့ကျွန်တော်ကိုချီတာမှဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာဥွေးတွင်ဒီမိမိရင်ဆိုင်နေရသောအကြက်တဲကိုအဘဲသူတဦးတယောက်ကိုမှဖွင့်ရတိုင်ပင်၍အကြံဉာဏ်နှင့်အကူအညီတောင်းရန်စဉ်းစားခြင်းမပြုတော့ပဲမိမိပြည့်တနာကိုမိမိဘာသာတယောက်ထဲနီးလန်းချဖွေ၍ဖြစ်တတ်သလိုဖြည့်ချင်းချင်းပြုလုပ်ရန်ဆုံးဖြတ်ချက်ချလိုက်လေသည် မတန်းတာမခင်ဆိုသောမြမစကားပုံတစ်ခုရှိလေသည်ထိုစကားပုံအတိုင်းတားတယောက်ရခဲ့ပြီဖြစ်သောခင်သည်လင်းကို၎င်းတားကို၎င်းအိမ်ကို၎င်းခင်မင်းချင်းမရှိသေးကြီးခင်မင်းရမှန်းလဲနားမလဲသေးကြီးယခင်ကားကဲ့သို့ဝွေဝွေဆာဆာကြွားကြွားဝါဝါနှင့်တောတောလာလာပင်ဖြစ်ပါသည်ခလေးမွေပြီကမှယခင်ကားထက်တာလွန်၍ပုံမလွန်ခဲလာသည်ဟုထင်ရလေသည် ခင်သည်ယခင်ကားထက်အလားအပကိုကြိုက်၍ယခင်ကားထက်အတုံးအဆွဲကြည့်လာပါသည် အလဲပလဲများသည်တခတရံအလဲကျူးကမိမသားတံမဲ့ညင်းတဲ့တကောင်လောက်မှအိမ်တို့ပြန်သည့်အထိတောင်းကြန်လာ၏မိမိအိမ်၌အခြေအနေအဘယ်သို့ရှိနေသည်လင်သားဖြစ်သူအဘယ်များဆင်းရဲဒုက္ခရောက်၍အဘယ်သို့ဖြစ်နေသည်ဆိုသောအိမ်တွင်ရဲ့ကိစ္စများကိုဘာတစ်ခုမှလည်းမသိပါချေ။ ဂယုလည်းမဆိုင်ချေနောက်ဆုံးမိမိဝါပိုင်းနဲ့လွယ်၍မွေးထုတ်ထားရသောตาကလေးလေးထိုး၍ဆရာဝန်ခေါ်ရသောကိစ္စကိုပင်မသိနိုင်လောက်အောင်အပျော်အပါးနှင့်တာယာမှုနောက်သို့ရေစုံမျောကာလိုက်နေခဲ့လေသည်ပြောပါမှုနှင့်ကြွားဝါမှုကလွဲ၍ခင်သည်တခြားပါကိုမှစိတ်ဝင်စားခြင်းလည်းမရှိချေ။ပန်ဝင်းချင်းဤသွေးဆောင်ရာသို့တကောက်ကောက်သာလိုက်ပါနေခဲ့သည်။ ဖဲရိုက်ဖို့ဖြစ်စေတစုံတရာကိုဝဲချံသုံးဆွဲလို၍ဖြစ်စေလင်သား၏အရှင်၏ကိုဘာမှနားမလဲပဲတွင်တွင်သာတောင်းတက်လေသည် လင်လုံးသူကအကြက်တဲဖြစ်နေ၍ရုတ်တရက်မပေးနိုင်မကန်းနိုင်ဖြစ်နေသောအခါများတွင်စူတက်ပူတက်လေတော့သည်စောင့်ပြအောင့်ပြသည်လင်လုံးသူကဘလို့မှပေးနိုင်ပုံမပေါ်မှန်သိရှိသောအခါစိတ်ကောက်၍ထွက်သွားတတ်ပြီလျှင်၎င်းနှင့်ကြောဘော်ဝါဘက်အပေါင်းသင်းများထံ၌ရှေးငားလေသည် သို့မဟုတ်မိမိပစ္စည်းတစ်ခုကို ပေါင်နှံသည်ထို့နောက်မိမိဆန္ဒအတိုင်းလှုပ်ချင်ရာလှုပ်သည်တုံးချင်ရာတုံးလေသည်ညာကစားတော့ကကဲ့သို့မိမိကိုယ်ကိုအလိုမလိုက်တော့သည့်အပြင်မိမိနှင့်အတူပျော်ပွဲရှင်ပွဲမင်းဆိုးရာသာပွဲတော်မြေများကဲ့သို့လိုက်ပါတက်ရောက်ခြင်းမရှိတော့သောလင်းသားလို့သူကိုမိမိအပေါ်၌အချစ်ရော့သည်ဂယုမဆိုင်တော်ဟုအထင်ရောက်ခါတခါတည်းရန်လင်းဖြစ်သူအားတမင်တကာအရွက်တိုက်သည့်အနေဖြင့်တခြားသောယောက်ျားအပေါင်းဖော်များနှင့်အတူမခိုးမခန့်သွာလာခြင်းလည်းပြုလေသည် တို့ရတွင်ငွေကြေးကိစ္စနှင့်ပတ်သက်၍လင်လုံးသူအဖယ်များအကြက်ရိုက်ကစိတ်ဒုက္ခရောက်နေသည်ဆိုသောအကြောင်းအရာကို၎င်းငွေကိုလွယ်လွယ်ကူကူနှင့်ရရှိနိုင်မည်နီလန်းကိုကြောင်းမက်ဖွဲရာချာဖွေ၍နေသော လင်ဤအကြံစီကို၎င်းခင်သည်ဘာတခုမှနားမလဲရှိတီလဲမသိရှိလင်လုံးသူကလည်းရှစ်စနိုးရှစ်လာသောမယားကလေးစိတ်ညင်ညူးကတိမ်တိမ်ငယ်ငယ်ဖြစ်သွားမည်ကိုများစွာစိုးရင်တကယ်သို့ဘာအကြောင်းများကိုဝင်ဖွင့်ဟပြောဆိုခြင်းလည်းမပြုပါရှိ အေးတူပူမြဆိုသောလေနှင့်မရတို့ထားချီအပ်သောဆက်ဆံရေးကိုအလင်းကယူမထားဘဲမိမိဘာသာတယောက်တည်းကြိတ်၍ပူကြိတ်၍ကြံလျက်သာရှိနေလေသည်ဤသို့လင်ပြည့်သူမိမိအပေါ်၌ဘယ်အထိတက်ညာလိုက်လျောခဲ့သည်အဘယ်မြအရေးပင်ရှင့်မြနှုတ်ခဲ့သည်ဆိုသောအတွင်းကြကြအကြောင်းအရာများကိုခင်သည်ဘာတခုမှနားလည်ရမှန်းလည်းမသိပါချေမိမိအလိုဆန္ဒရှိသလားပြည့်ပြည့်စုံစုံဖြစ်အောင်မစွမ်းဆောင်နိုင်သောအခါ ခင်သည်တကယ်ခလေးတငယ်မှတယောက်နဲ့မရှာလင်သားတယောက်လုံးကိုမခုံးမခန့်နှင့်အရွက်တိုက်လေရှိပါလိ။ဤသို့အရွက်တိုက်ကမခန့်ရှိမခန့်တောင်ဖြစ်အောင်၎င်းစိတ်နှောက်ရှက်ဖြစ်၎င်းထိုးစွပြုလုပ်ခြင်းအပြင်မိမိဤလင်ယောက်ကြသည်မိမိအားအလိုလိုက်လာလိမ့်မည်။လိုက်လျောလာလိမ့်မည်ဟုအစင်းသားညံနေပါသောငယ်ရွယ်သူပိပိရှေ့ချိန်တွက်ချခြင်းပုံလေရလေသည်။ တို့ရတွင်မိမိ၏လင်သားဖြစ်သူအဘယ်များရှေးကုန်လက်ပန်းကြဖြစ်နေပြီဆိုသောကိစ္စကိုကအနှဲငယ်များစဉ်းစားတတ်ခြင်းလည်းမရှိပါချေ၎င်းအပြင်ထိုကဲ့သို့လင်သားကိုမခိုးမခန့်ပြုကာအရွက်တိုက်ရသောကိစ္စများသည် အပြတ်အပြတ်နှင့်နှာခေါင်းသွေးတကယ်ထွက်လာတတ်သည် ဆိုသောတဘာဝကိုလည်းခင်သည်ငယ်ရွယ်မိုက်မဲသူပြပြီးဘာတစ်ခုမှမစဉ်းစားတတ်ရှိမလိုက်တို့ဥယျာဉ်ပွဲကိုကိုကိုလိုက်မပို့ပေးဘူးဆိုရင်လည်းနေပေါ့ခင်းရွတ်ကိစ္စမရှိပါဘူး ကိုမောင်မောင်တွန်းကကိုကိုအလုံးများနေလို့လိုက်မပေးဘူးဆိုလို့ရှိရင်သူ့ကားနဲ့ဝင်ပြီးခေါ်သွားမယ်လို့ပြောထားတယ်ဟုနိုင်ငံတော်အစိုးရကပေးကမ်းထားသောလစာအပြင်တခြားဝင်ငွေရချင်းမြင့်နီလန်ကိုရှာဖွေကြံစရင်ငိုင်းနေသောလင်ဖြစ်သူအားခင်သည်မခိုးမခန့်ပြောပြောသွားတတ်လေသည်ယင်းတို့ပြောတဲ့ယုံသားမဟုတ်ပေမောင်မောင်တွန်းဆိုသူကကားနဲ့ဝင်ခေါ်သောအခါလိုက်သွားတတ်လေသည် လင်ဖြစ်သူအဘယ်သို့ကြံရင်းမြေကိုလည်းမသိရှိပေကိုကိုမပြေးချင်လဲခင်မတောင်းတော့ပါဘူး ိုမောင်မောင်တွန်းကခင်မလွယ်တဲ့အခါသူစီကအချိန်မရွေးခါမရွေးယူသုံးပါလို့ပြောထားတယ်။သူစီကပဲဆွဲသုံးရတော့မှာပေါ့လေ။ဟုလင်းသားဓမ္မမိမိအလိုရှိတိုင်းတောင်းရမရတော့အခါခင်သည်မထိတ်တရီနဲ့မခံကြည့်မခံသာဖြစ်အောင်ပြောတတ်လေသည်။ဤသို့ပြောတတ်ယုံမြတာမဟုတ်မောင်မောင်တွန်းဆိုသူထံမှဆွဲငင်၍ရဲရဲတင်းတင်းသုံးဆွဲသည့်အထိဖြစ်လာလေသည်။ တကယ်ဆိုတော့ခင်က၎င်း၏မိษွေကောင်းကြီးတဦးအဖြစ်၎င်းသူရဲကောင်းကြီးတဦးအဖြစ်၎င်းချုံချုံဝေဝေဖြစ်အောင်ပြောဆို၍နေသောမောင်မောင်ထွန်းဆိုသူသည် သူတစ်ပါးတားပြိုသမီးပြိုနှင့်တားမရများကိုပါမချမ်းငွေနှင့်ပေါက်၍လိုက်လံအချောင်နှက်၍ဖြည့်စည်းနေသောလူယုတ်မှာကြာသမားတစ်ယောက်ဖြစ်၍သာဖြစ်လေသည် မမောင်တို့သည်မူလကအခြေအမြစ်ရှိသူတို့မဟုတ်ကြီးလွတ်လပ်ရေးရပြီးမှတကူအာဏာရရှိခဲ့သောနိုင်ငံရေးသမားမျိုးမျိုးနှင့်ပေါင်းသင်းဆက်ဆံကခက်ဆားနေသောကုမ္ပဏီတစ်ခုကိုထူထောင်၍ရှာပေသည်။တွင်းကုံလိုင်းတဲ့များကို နိုင်ငံခြားသားများအားရောင်းစားကြီးပွားနေသည့်တို့အမျှသာဖြစ်လေသည်။ထို့သောတိုင်းပြည်ဝင်များကိုတရားလက်လို့အလွဲသုံးစားပြုလုပ်လျက်အာဏာလက်ရှိနိုင်ငံရေးသမားများနှင့်ကပ်မြောင်ကမင်းမိုင်စိုးပိုင်ကြီးတို့လူကြီးလူကောင်းတို့အဖြစ်၎င်း ကျေးရတဲ့တဦးအဖြစ်လကဝင်ဆက်နေသူတဦးလည်းဖြစ်လေသည်တိုက်တလုံးကောင်းကောင်းနဲ့နေနိုင်၍မော်တော်ကားကောင်းကောင်းစီးပြကပတ်စံကိုဖောဖောတည်တည်ရန်ရန်ကလေးသုံးနိုင်ဖြုံးပြနိုင်လျင်လူထပ်ပတ်သားအားများစွာအထင်ကြီးတတ်သောမင်းဆိုးရပိုင်များတွင် မောင်မောင်ထွန်းသည်ပေါင်းသောဆက်ဆံရေးကောင်းမွန်သောလူကြီးလူကောင်းတို့ဦးဖြစ်လာခဲ့လေသည် လေးလေးစားစားအသေးအမှတ်ပြုခြင်းကိုခံရသူတို့ဦးလည်းဖြစ်လာသည် သူတို့ဤနေအိမ်များတွင်ပွဲလန်းသပင်အခမ်းအနားများသို့ရိုးရိုးတည်တည်ဖိတ်ကြားခြင်းခံရသူအထက်တန်းသားလူကြီးလူကောင်းစင်းရင်တွင်လည်းပါဝင်လာခဲ့လေသည်လူကြီးလူကောင်းသူတို့များကိုသာရွေးချယ်တတ်မှတ်၍လက်ခံခြင်းပြုလေရှိကြသောတက်ကလည်း ီတောင်သူတက်ကလက်နှင့်ခေါက်ကလက်များတွင်မမောင်ထွန်းသည်များစွာအေးပါသူတို့ဖြစ်လေသည်ခင်သည်မော်တော်ကားအတက်တစည်းပြီးတစည်းလဲစည်းကငွေကြီးကိုအလဟတ်ရရှိနေတဲ့ကဲ့သို့ဖောဖောတီတီနှင့်မခံလေးစားသုံးဆွဲရင်နေသောမမောင်ထွန်းအားအလွန်တရာလေးစားကြည်ညိုဖွယ်ကောင်းသောလူကြီးလူကောင်းတို့အဖြစ်ဖြင့်ခင်မင်ဆက်ဆံခြင်းလည်းဖြစ်လေသည်တကယ်လူကြီးလူကောင်းတို့အနေဖြင့်လေးလေးသားသားယုံကြည်ကမကြာခဏအတူတကွသွာလာနေထိုင်ခဲ့ခြင်းလည်းဖြစ်လေသည် ို့ရတွင်ထိုသူဤအတွင်သောနှင့်အကြံစီကိုကအဘယ်မျှမသိရှိထိုသူမသိရှိသည့်အတွက်ကြောင့်လဲမောင်မောင်ထုံးနှင့်တွဲ၍မိမိလင်သားအားမခံချိမခံသာဖြစ်အောင်အရွယ်တိုက်နေမိခြင်းလည်းဖြစ်ပါသည်ခင်ဒီမိမိလုံနေသောအလုပ်ကိုအဟုတ်ကြီးထင်နေသည်တို့ရတွင်အဘယ်သို့အန္တရာယ်နှင့်မိမိရေဆိုင်နေရသည်ကိုကမသိရှိပါကြထို့သောမသိရှိသည့်အတွက်မခံလေးစားကစားမြဲကစားနေပါသည် တို့ရတွင်ကောက်ကျစ်သောကြားငစင်းလေးသည်မိမိ၏သားကောင်အားရွှေလက်ကောက်ကို မလုံးပေး၍တဖြည်းဖြည်းဆွဲဆောင်လျက်ရှိပါသည်တစ်လုံးတွင်နှလုံးတွင်တွင်ကမိမိအပိုင်စီးနိုင်မည်ဂျက်ကောင်းကောင်းကိုအတွင်းသို့မတိမသာကြုံတွင်နေလေသည်ဤသို့မောင်မောင်ထုံးဆိုသူသောလူကြီးလူကောင်းကြာသမားတို့ဦးနှင့်၎င်းမယားကလေးလွတ်လွတ်လပ်လပ်သွာလာလျက်ရှိသောကိစ္စကိုလင်းသားတို့ဦးနေဖြင့်ဥဝေးတွင်သည်အဘဲမြပြောဆိုဟန်ထားခြင်းလည်းမပြုနိုင်ပါရှိ၏ သူအလိုမလိုက်နိုင်သောမယားဖြစ်သူအားအခြားသူတို့ကကိုကြီးစောင့်ချောက်ပေးသည့်အတွက်ကျေးဇူးပင်တင်နေသလားမပြောနိုင်ပါရှိ။မမောင်တို့၏အကြောင်းကိုကောင်းစွာသိရှိသောဦးအေးတွင်၏မိတ်ဆွေချို့ကထိုကိစ္စနှင့်ပတ်သက်၍ဦးအေးတွင်အားတတိပေးရန်တောင်းဝန်ရှိကြတော်လေ။လင်သားလို့သူကိုယ်တိုင်ကကြည်ကျင်းနှံ့နှံ့ကြီးခွင့်ပြုထားသည့်ကိုတွေ့နေရသည့်ဖြင့်အမုန်းခံ၍တတိပေးပြောဆိုခြင်းမပြုနိုင်အောင်ဖြစ်နေကြပါသည်။ ၎င်းအပြင်မိမိတို့တတိပေးသောကိစ္စကိုမမောင်ထွန်းသိရှိသွားလျင်မိမိအတွေ့ရံမအေးသည့်အရေးကိုလည်းတွေးတောပူပန်ကြဟန်တူပါသည်အဘဲကြောင့်ဆိုသောမောင်မောင်ထွန်းသည်လူကြီးလူကောင်းတို့အူအဖြစ်အသိမက်ပြုခြင်းခံနေရသူတို့အူဖြစ်သည့်အပြင်တကောအာနာရှိသောနိုင်ငံရေးသမားများ၏မိတ်ဆွေလည်းဖြစ်သောကြောင့်ပင် ဖြစ်လေသည်တတ်နိုင်လျင်မြည်သူမဆိုဒုက္ခပေးနိုင်သောမွေဝင်းနှင့်မကစားလိုကြပါဘူး နောက်ဆုံး၌ထိုတရင်သည်မမကြီး၏နားသို့ပေါက်ကြားသွားလေသည်တို့ရပင်ထိုတရင်သည်မမကြီးအတွက်တရင်စမ်းမဟုတ်တော့ချေအဘဲကြောင့်ဆိုသောယခင်ကလိုမောင်မောင်ထွန်းဆိုသူနှင့်ကာဝဲတစ်ခုတွင်အတူတွဲကဘူးသည်ဆိုသောတရင်ကိုကြားရဘူးသောကြောင့်ဖြစ်ပါသည်တို့ရတွင်မလွန်မီတားမြစ်ပိတ်ပင်ရန်ဝတ္တရားရှိသည့်အတွေ့မိမိကိုယ်တိုင်ပင်တူမလို့သူအားတတိပေးပြောဆို၍တားမြစ်ခြင်းပြုလုပ်ရန်အင်းလျားမြိုင်အိမ်တို့တနေ့သက်သက်တွားမြစ်ဆဲဆဲမမျော်လင့်သောအဖြစ်ပြက်တစ်ခုသည်ဗျုံးကနေဖြစ်ပြက်၍တွားလေသည် ဤအပြစ်ပြက်ဒီတခြားတော့မဟုတ်ရန်ကုန်အနောက်ပိုင်းရာဇဝတ်တရားသူကြီးဦးအေးတွင်အားအမှုတဲတဦးတံမှငွေ3000လက်ယူမှုဖြင့်အထူးစုံစမ်းစစ်ဆေးရေးဌာနကရုတ်တရက်ဖမ်းဆီးလိုက်သောကိစ္စပင်ဖြစ်ပါလေသည်ဦးဝင်းတွင်ကနေကင်းနာယီပြန်တစ်ချက်တိခန့်တတာတွင်၎င်း၏ရုံးခန်းတွင်၌ရုတ်တရက်ဝင်ရောက်ဖမ်းဆီး၍ရန်ကုန်ထောင်သို့ပို့လိုက်ခြင်းဖြစ်ရာထိုတပ်တင်းကိုခရယာရသွေးတရားသူကြီးကတော်ဒေါခင်မီကိုယ်တိုင်၎င်းအိမ်မ ၎င်းတို့အိမ်မှကားဖြင့်အကြောင်းတို့လိုက်လာပြီးအကြောင်းကြားသဖြင့်ဖြစ်ရလေသည်သူတရင်ကိုရုတ်တရက်ကြားလိုက်ရသောအခါမမကြီးသည်မိမိနားကိုပင်မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်နေလေသည်။သူရတွင်မိမိအားတကူးတကန့်လာရောက်ပြောကြားသူမှာခရယာရသွေးတရားသူကြီးဤကတော့ကိုယ်တိုင်ဖြစ်နေသောကြောင့်နားကြားမှားခြင်းလည်းမဖြစ်နိုင်ပါချေ။ကိုကိုကသူ့ရဲ့ရုံးခန်းကနေပြီးမမကိုတယ်လီဖုန်းနဲ့အကြောင်းကြားကြခြင်းဒီတရင်ကိုခင့်ကိုပြောပြရအောင်အင်းလျားမြိုင်အိမ်ကိုခုပဲရောက်ခဲ့သေးတယ်။ ဒါပေမဲ့ခင်နေကင်းတဲ့ကထွက်သွားတာပြန်မလာသေးဘူးဆိုလို့ဒီကိုလှည့်ပြီးဝင်လာခဲ့ရတာပါမမကြီးကိုလာပြီးပြောရတာပါပဲဟုပြောဆိုပြီးနောက်ခင်မီထွက်၍သွားတဲ့ဖြင့်ရုတ်တရက်တော့ဤတို့အပြင်းပြုံးနေမတွေ့ကြုံဘူးကြုံဘူးတော့ကြောင့်ဘယ်ကစား၍ဘာကိုဘာလို့ရမှန်းမသိပဲအတန်ကြာမှနိုင်နေမိလေသည် တတိယလည်းရာချင်းမမကြီးသည်ကြောင်းမတယ်လီဖုန်းဖြင့်တက်စီကားတစ်စီးကိုခေါ်ယူပြီးလည်းရင်ထိုတရင်ကိုပြောကြရန်နှင့်လောက်ပေါ်ကင်ဘက်ဆောင်ရွက်စီရများရှိသည်တို့ကိုလောက်ကင်ဆောင်ရွက်ခြင်းဖြင့်တိုင်မင်ပြောကြခြင်းပြုလုပ်ရန်အတွက်အင်းလျားမြိုင်အိမ်ဘက်သို့ထွက်ခဲ့လေသည် ကဗတ်အိမ်တို့ဝင်၍မိမိအကိုလှုပ်သူအားအကျိုးအကြောင်းပြောကြားခြင်းမပြုနိုင်တော့ချေအင်းလျားမြန်အိမ်တို့မိမိရောက်တော့အခါခင်သည်ပြန်မရောက်သေးချေထို့ကြောင့်ထိုတတင်းကိုဥအောင်တို့လင်မယားအားအကြောင်းမကြားပဲခင်ကို나이ဝက်ခန့်စောင့်နေလေသည်나이ဝက်ခန့်စောင့်၍ခင်ပြန်မလာသေးတော့အခါ၎င်းတွားတက်လာတဲ့သောမိတ်ဆွေအိမ်များတို့လိုက်လံမေးမြန်းချပွေရန်မမကြီးသည်တက်စီနှင့်လိုက်ရပြန်လေသည် ခင်သွားတတ်လာတတ်သောအတိမိတ်ဆွေ၃လေးအိမ်မြတန်အိတစင်လိုက်လံချပွေခဲ့ပြီးနောက်ညနေ၆နာရီထိုး၍တော်တော်ကလေးပေါင်လာတော့မှတော်တော်ကလေးဖဲချုံ၍မှုန်ထုံနေဟန်ရှိသောခင်အားဖဲဝိုင်းတဝိုင်းတွင်တွား၍တွေ့ရလေသည်လူအများကြီးတွင်ပြောဆိုရန်တင်သောကိစ္စမဟုတ်သဖြင့်မမကြီးသည်ခင်အားအရေးကြီးသောကိစ္စတစ်ခုကိုပြောဆိုရန်ရှိ၍အပြင်သို့ခတားလောက်လိုက်ခဲ့ပါရန်ပြောဆိုရလေသည်ထို့ကြောင့်ခင်သည်မလိုက်ရှင်လိုက်ရှင်နှင့်လိုက်၍လာရသည်မိမိဖဲချုံနေတော့လာရောက် လိုက်လံရပြီမလားဟုစောင့်အောင်ပြလိုက်သေးသည်မမကြီးကဖြစ်သည်မအကြောင်းကိုဖွင့်ပြလိုက်သောအခါမျက်လုံးကျယ်၍တွားလိသည်သူရတွင်မိမိလင်သားတယောက်လုံးအဖမ်းခံရသောကိစ္စအတွေ့ဘာလို့၍ဘာကံရမှန်းလဲမသိပါချေမမကြီးငားရခဲ့သောတက်စီနှင့်အိန္ဒိယမြိုင်အိမ်သို့ပြန်ခဲ့ကြခြင်းဒါထက်ကိုကိုကိုလက်ယူမှုနဲ့ဖမ်းရအောင်ကိုကိုရောရောတကယ်လက်စားနေလို့လားဟုခင်ကမိမိလင်သားလက်ယူမှုဖြင့်အဖမ်းခံရသောကိစ္စကိုအဘယ်သို့မျှဆက်ဆက်၍နားမလည်နိုင်တဲ့ကဲ့သို့မေးမြန်းလျက်ရှိရာ ညီးယောက်ျားတကယ်လက်စားတယ်မစားဘူးဆိုတာကိုညီးကသာအတိဆုံးဖြစ်မှာပေါ့ဘဲနဲ့ကျုပ်ကိုမေးမြန်းနေရတာလေဟိုမမကြီးကစိတ်မရှိနိုင်တကယ်တို့ဘူးခကြကြကလေးပြန်ပြောလိုက်သည်ကိုကိုလက်ယူတယ်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတော်လေး ဟိုအိမ်နွေးကိစ္စကိုလည်းကောင်းငွေရေးကြေးကိစ္စကိုလည်းကောင်းဘာတစ်ခုမှမသိတော့ခင်ကမိမိထင်မြင်ချက်ကိုပြောဆိုလိုက်တော့အခါဥဝေးတွင်အားနတ်ဖြန်ထောင်ဝင်စွာတားရောက်တွေ့ဆုံ၍တိုင်ပင်တရားရှိသောကိစ္စများကိုတိုင်ပင်ကရှင်းနေရှိရများပါငှားရမ်းမှုအတွေ့စဉ်းစားရင်းလိုက်ပါလာတော့မမကြီးလည်းဘာမှပြန်လည်ပြောဆိုခြင်းမပြုနိုင်ကြီး အိန္ဒိယမြိုင်အိမ်တို့ရောက်တော့အခါအတော်မောင်းနေပြီဖြစ်တော်လဲမမကြီးသည်ကံဘက်အိမ်တို့ပြန်ရန်မစင်းစားနိုင်သေးပဲဥဝေးတင်အတွက်အရေးတကြီးလိုက်လံဆောင်ရွက်ပေးရန်လိုအပ်မည်ထင်သောကိစ္စများကိုခင်နှင့်တိုင်ပင်ခြင်းပြုရလေသည်ခင်နှင့်သာတိုင်ပင်ရမည်ဆိုတော့လဲခင်သည်ဘာတစ်ခုမှနားလည်သည်မဟုတ်သောကြောင့်ဘာမှအရာမရောက်ပဲရှိနေပြန်သည်မိမိကအရေးတကြီးပြောဆိုနေတော့လဲခင်သည်ဘာတစ်ခုမှပြန်ပြောဖို့မရပဲငုတ်တုတ်သာနားထောင်နေသည် ထိုအခါတော်တော်ကလေးမိုးချုပ်ရလာသည့်တိုင်အောင်ခါတိုင်တွေ့နေကြမြင်နေကြဖြစ်သောသူတို့အဖေကိုမတွေ့ရသောကြောင့်ခင်မာတို့နှင့်မမောင်လေးတို့မောင်တော်မသည်အနည်းတွင်ရစ်တည်ရစ်တည်လုံနေရမှဖေဖေခေါ်ရင်မေမေလေးဟိုခင်မာတို့ကငိုမမဖြင့်ခင့်အားမေးလိုက်သောကြောင့်လင်းအဖမ်းခံရတဲ့ဖြင့်ဘာမှမလုပ်တတ်မကင်တတ်ဖြစ်နေသောခင်သည် စိတ်တူလာတဲ့ကဲ့သို့နေဖေသေးပြီး ဟိုခန့်ငေါ့ငေါ့ဖြင့်ပြန်ပြောလိုက်တဲ့ဖြင့်ဘာမှမတည်တော့ကလေးနှစ်ယောက်သည်အဟုတ်တကယ်ထင်မှတ်ကတပြိုင်နက်ငိုယိုကြလေတော့သည်ထို့ကြောင့်မမကြီးသည်ခင့်အားခန္ဓာ ဟန်တားလိုက်ပြီးနောက်ငိုယိုနေသောကလေးများကိုလှက်ပတ်ချော့မော့၍နာနီနှင့်ထားခဲ့ပြီးလျင်ခင့်အားခေါ်ကကံဘက်အိမ်သို့ထွက်ခဲ့ပြန်လေသည်ကံဘက်အိမ်သို့ရောက်သောအခါဥွေးတွင်အဖမ်းခံရသည့်ကိစ္စနှင့်ပတ်သက်၍ဘာမှမသိသေးသောဥကျော်အောင်ကအကြောင်းစုံဖွင့်ပြပြီးနောက်တာဖတူဦး၃ယောက်တို့အတော်ကလေးညှင်းနှက်သည့်အထိတိုင်ပင်ကြလေသည် ဥကျုံအောင်သည်ဆက်ရှင်တရားသူကြီးဟောင်းတို့ဖြစ်တော်လဲမိမိကို၌ကတော်လည်းကောင်းမိမိနှင့်နေဆက်သူများထဲ၌တကောင်းရင်းကဲ့သို့အမှုကိစ္စမျိုးနှင့်မတွေ့ကြုံခဲ့ဖူးသည်ဖြင့်မိမိတမတ်ဖြစ်သောကိစ္စကိုဥပဒေကြောင်းရတာပြောဆိုနိုင်၍ဘာမှမသိနိုင်၏ထို့ကြောင့်ဥဝေးတွင်အားထောင်ဝင်းသာခံ၍တောင်းရောက်တွေ့ဆုံကတိုင်ပင်မှုကိစ္စကအစရှင်းနေငှားဖို့ကိစ္စ အာမခံရဖို့ကိစ္စနေတယ်ကွာဥယေတွင်အချုပ်ခံနေရသည့်ရဲ့အတွင်အိန္ဒိယမြိုင်အိမ်ဤအထွေထွေကိစ္စများအားလုံးကိုပါမမကြီးကဦးစီးဦးဆောင်လောက်ကင်ဆောင်ရွက်ဖို့လာရလေသည်မမကြီးမှာဖိဖိမမမဆောင်ရွက်လည်းရင်အရှားဆောင်ရွက်မည်သူလည်းမရှိချေဥွေးသွင်းဤမယားဖြစ်သူခင်မှာဘာကဆ၍ဘာကိုလောက်ရမှန်းပင်တည်သူမဟုတ်ပါချေမမကြီးအနေဖြင့်တာဝန်ယူဆောင်ရွက်နေရသောကိစ္စများမှာများလဲများကြီးလဲကြီးလေစီ တဖက်တွင်ကြောင်းနှင့်ကံမဲ့အိမ်၏တာဝန်လည်းရှိသေးသည်ထိုတာဝန်များအပြင်အင်းလျားမြိုင်၏တာဝန်ကိုပါလုံးဝယူလိုက်ရပြီးနောက်ဦးဝေးတွင်၏အမှုကိစ္စနှင့်ပတ်သက်၍ယုံနှင့်ရှင်းနေများစီတို့လည်းဖတ်သည်ဖတ်သည်ပြေးလွှားနေရသည်ရင်သူကြည်လေးများပြားသောတာဝန်များကိုထမ်းဆောင်နေရခြင်းကြောင်းနှင့်ကံမဲ့အိမ်၏တာဝန်များမှာသူ့အချိန်နဲ့သူသူ့အပိုင်းနဲ့သူဖြစ်၍ဘာမှအပန်းမကြီးလာတော့လဲအင်းလျားမြိုင်အိမ်၏ဦးဝေးတွင်၏အမှုကိစ္စအတွေ့ကြီးမားသောအခက်အခဲများကိုတွေ့ရလေသည် ဥယေတွေကိုဖန်ဆင်းခြင်းပြုသောနေမစာ၍သူဤလာသာမှာတဝက်သာသာမြလောက်တာရှိတော့သဖြင့်အိန္ဒိယမြန်ဤအိန္ဒိယိတ်ကိုမကနိုင်တော့ပါချေထို့ကြောင့်နာနီကိုခင့်အားမတိုင်မြင်တော့ပဲမိမိသဘောနဲ့ဖယ်ထုတ်လိုက်ရပြီလေရင်ဥအောင်တို့လင်မယားနဲ့မော်တော်ကားဒရိုင်ဘာတို့ကိုအမှုမပြီးစီးမီသုံးပုံတစ်ပုံတည်းချော့ရွေ့อยู่ရင်မမကြီးကအကျိုးအကြောင်းနဲ့ပြောဆိုသဖြင့်ကြည်ကျင်းနက်နက်ပင်လက်ခံကြလေသည် ဤသို့အင်းလျားမြိုင်အင်းစရိတ်ကိုဖြုတ်တန်တရွေဖြုတ်၍လျှော့ချလိုက်ပြီးနောက်ငွေကိုလည်းမိမိကိုယ်တိုင်ကင်ွယ်သည်ဖြင့်ရရှိသောလာဝလာကထဝတ္တတနှင့်အလျင်မီအောင်စီမံနိုင်ခဲ့သည်ရုပ်ပြတ်ဆင်းပြတ်မဖြစ်အောင်ထိမ့်သိမ်းခြင်းလည်းပြုနိုင်ခဲ့ပေသည်တို့ရတွင်ဥဝေးတွင်တဲ့ရှင်းနေငားရမှုကိစ္စနှင့်ရင်ဆိုင်ရသောအခါများစွာအခက်အခဲနှင့်ကြုံတွေ့လျက်ရလေသည်အဘဲကြောင့်သို့သောရှင်းနေ ြင်းနေကပြေးစရာဥွေးတွင်၌တပြားတစ်ချက်မှမရှိတော့သည့်အပြင်ပေါန်နှံရောင်းချ၍ရနိုင်သောပစ္စည်းပစ္စည်းရဟု၍လည်းဘာမှမရှိအဖိုးတန်ပစ္စည်းတစ်ခုမှလက်ထဲမှမရှိလေသောကြောင့်ဖြစ်လေသည်ဒီတော့မှပင်မမကြီးသည်အင်းလျားမြိုင်အင်းကြီး၏အတွင်ရေးအားလုံးနှင့်ဥွေးတွင်လက်ယူရသောအကြောင်းရင်းကိုရိပ်မိလေတော့သည်ခင်နှင့်အတူဥွေးတွင်ကထောင်ဝင်သာခံ၍သွားတွေ့ကရှင်းနေကငားပေးရန်ဘာမှမရှိတော့၍မော်တော်ကားကိုရောင်း၍ငားရန်ချင်းပြူရန်သာရှိတော်ကြောင့်ဥွေးတွင်ကဖွင့်ပြောလေသည် ို့ရတွင်မော်တော်ကားကိုရောင်းချ၍လဲမမကြီးအတွက်မဖြစ်နိုင်သေးချေဥွေးတွင်ပြောဆိုသည့်အတိုင်းမော်တော်ကားကိုရောင်းချလိုက်ပါကတန်ရာတန်ဖိုးကိုရနိုင်လိမ့်မည်မဟုတ်သည့်အပြင်၎င်းတို့အတွက်လည်းအလုံးလုံးကံရန်များစွာခက်ခဲသွားလိမ့်မည်ဖြစ်သောကြောင့်ဖြစ်လေသည်ထို့ကြောင့်ရှေ့နေကပေးဖို့ကိစ္စအတွက်ဥွေးတွင်၏အခြေအနေမှန်ကိုသိရှိလိုက်ရပြီဖြစ်၍မမကြီးသည်ဆက်လက်တိုင်ပင်ခြင်းမပြုတော့ဘဲမိမိဘာသာဖြစ်သည့်နေပြင်ရှားချံငှားရမ်းရန်စီစဉ်ရလေသည် မိမိနှင့်ရခင်အကြောင်းတွေဘက်ရှိနေတယောက်ကိုမျက်နာအောက်ကြခံကတွားရောက်ပြောဆိုကြည်ရာ အမှုကိုပြက်တည်အထိ9000နှင့်လိုက်ပေးမည်ဥစွာ2000တော့ပေးရမည်ဟုပြောဆိုသည်ဖြင့်လောလောဆယ်ပေးရန်ငွေ2000အတွက်ချာရလေသည်လေထောင်ထဲရောက်နေတဲ့အခါသူ့မယားကလေးတိမ်ငယ်မြေဆိုးတော်လဲနောက်ဆုံး၌မမကြီးသည် မတက်နိုင်တော့တဲ့ဖြင့်ခင်းတွင်ရှိနေသေးသောကျဲတီးတစုံကိုရှော့မော့ပြောဆို၍ပေါင်ကြည့်ရာ 9500တာရတဲ့ဖြင့်မိမိစုဆောင်ပြီးကြည်ကြည်လေးလေးတိမ်ဆဲထားသောငွေကလေးတစ်ထောင်ခန့်ရှိသည့်အနက်မှ900ကိုဖဲ့၍ဖြည့်ဆည်းပေးလိုက်လေသည်။ဦးအေးတွင်အားဖန်းစည်းလိုက်ပြီးနောက်2လသာသာ3လခန့်အကြာတွင်အမှုအတွင်အာမခံခွင့်ရတဲ့ဖြင့်နေထိုင်ခွင့်ရရှိရေးတွင်မိမိဘာသာဖြစ်သလိုလှက်ပတ်ငားရမ်းခဲ့ရသောအချိန်နှင့်မမကြီးသည်ကိုဖြစ်ရင်ဖြစ်စူးစမ်းခဲ့လေသည်။ တတလုံးကမိမိခုံတိတ်ခါနဲ့မိမိမိသူတူတယောက်ကမှမျက်နှာအောက်ကျမခံခဲ့သောမမကြီးသည်ယခုအခါတွင်အောက်ကျခံနေသောသူများကိုအောက်ကျခံကတောင်းပန်ပြောဆိုတင်သောသူများကိုလည်းအပြေးလွှားတွားရောက်တောင်းပန်ခြင်းပြုရလေသည်တို့ရတွင်လက်ပေးလက်ယူမှုကိုအပြင်းအထန်ဖန်ဆင်းနှိမ့်ကွနေသောအချိန်ကာလလည်းဖြစ်နေသည်ကတကြတရားဆွဲဆိုထားသောပုံမှန်နှင့်အမှုအသွာလာများအရာအာမခံပေး၍မဖြစ်နိုင်လောက်အောင်ဖြစ်နေသည်ကတကြကြောင့်ဥယေးတွင်တွင် အာမခံရရှိရေးကိစ္စမှာများစွာမလွယ်ကူလှပါချင် နောက်ဆုံးတက်ဆိုင်ရာတရားရုံးတော်မှအာမခံခြောက်ထားသောကိစ္စကိုပယ်ချလိုက်လေသည်ရင်တို့အာမခံကိစ္စကိုဖယ်ကြလိုက်ပြီးနောက်အမှုကိုလည်းတော်တော်ကလေးကြာမှစစ်ဆေးမိဖြစ်ပြီးလည်းရင်နောက်ဆုံးနိုင်လေဥဝေးတွင်လွံ့မြောက်ရန်လမ်းစမရှိမှန်းတဖြည်းဖြည်းရိပ်မိလာတော့အခါမမကြီးသည်စိတ်မောလူမောဖြစ်သွားလေသည်မိမိဥကောင်းပေါ်၌သာပုံရိပ်ကြလာမည်ဥဝေးတွင်ဤဝန်တော့ဝန်ပေါ်ကြီးကိုစဉ်းစားမိရင်ခေါင်းပန်းနှပန်းပင်ကြီးသွားပါသည်တို့ရာတွင်သူမယားကလေးခင်တယောက်ကတော့မူ သူ့လင်ကိုဖမ်းလိုက်ခါကြတော့ကကဲ့သို့အပူရောက်မရှိတော့ပဲတဖြည်းဖြည်းနဲ့ခက်ကြွကြွခက်ကြွကြွကလေးပြန်ဖြစ်လာပါသည်ရခင်ကဲ့သို့ဝုတ်ဝဲဆဆနဲ့တွားတွားလာလာလောက်လာပြန်သည်ယင်းတို့ဥဝဲတွင်အမှုကိုရှေလျားကြမြင့်စွာတနေ့ကြကြောများစစ်စေးချားနာခြင်းပြုနေသည့်ကာလအတွင်မမကြီးသည်မိမိ၏အကြောင်းအလို့အပြင်အိမ်တော်ကြီးနှစ်ခုဤတာဝန်ကိုပင်ပင်ပန်းပန်းထမ်းဆောင်ခဲ့ရလေသည် အိမ်တော်ကြီးနှစ်ခုအနေနဲ့ကံဘက်အိမ်အတွက်ဘာမှတောင်းဝန်မကြီးတော့လေအင်းလျားမြိုင်အတွက်စိတ်မောလူမောဖြစ်ခဲ့ရပါသည်ကံဘက်အိမ်တွင်သွေးတိုးယောဂါကြောင့်မကြာခဏမူးလဲနေတတ်သောဥကြောအောင်ဤတောင်းဝန်မှလွဲ၍အခြားအိမ်၏ဝေယဝိဆာမှန်သမျှကိုအိမ်ဖော်တော်ကြီးနှင့်မျက်နှာလွှဲထားနိုင်တော်လေအင်းလျားမြိုင်အိမ်တွင်ခလေးသုံးယောက်နှင့်ခင်ကိုပါထိမ့်သိမ်းခြင်းပြုရသောတောင်းဝန်ကမမကြီးအတွက်အပင်ပန်းဆုံးနှင့်အခက်ခဲဆုံးဖြစ်လေသည် ငယ်ရွယ်သောကလေး၃ယောက်တို့ကိုသူစည်းကမ်းနှင့်သူပေးထားသည်ဖြင့်ကလေးများအတွေ့များစွာအနောက်ရှက်ဖြစ်ရတော်လဲအဘယ်သူများစည်းကမ်းကလန္တနာတက်၍မရနိုင်သောခင်ရဲ့အတွက်မမကြီးသည်များစွာစိတ်ပူပင်တော့ကရောက်ရပြန်လေသည်မိမိအတွက်နဲ့အမမယွင်းယင်းဖြစ်ကအဖန်းကြီးခံခဲ့ရသောလင်ဖြစ်သူအတွက်ဘာမှပူပယ်ရမှန်းမသိတဲ့ကဲ့သို့ပော့ပော့ဆဆသွာလာနေထိုင်လျက်ရှိပါသည် ရှေးရီးကိုလည်းဘာတခုမှလေးလေးလတ်လတ်စဉ်းစားမိပူပန်ခြင်းလည်းမပြုတ်တတ်ပဲရခင်လင်းသားဖြစ်သူအမှုခင်မဖြစ်ပွားမိကအတိုင်းဝယ်စားစင်ရင်ကမမကြီးအကြောင်းတက်နေတော့နေကင်းနေလည်းပံများတွင်အိမ်မထွက်၍ထွက်၍နေတတ်ပါသည်မိမိအလုံးနှင့်မအားမလတ်နိုင်ဖြစ်နေသော အလုံးများနေသောမမကြီးသည်မိမိအလက်တွင်အိမ်မကားနှင့်ခင်ထိုးကဲသို့ထွက်၍ထွက်၍လက်ပတ်နေသောကိစ္စကိုတော်တော်နှင့်မသိချင် ဥဝေးတွင်ဤလာခကိုမိမိကိုယ်တိုင်ကင်တွယ်၍သုံးစွဲနေသည့်ကြားမှတခါတရံခင်သည်အဖိုးတံပစ္စည်းများဝယ်ရှမ်းလျက်ရှိသောကိစ္စကိုလည်းအမှုမဲ့အမှန်မှန်ဖြစ်နေမိသည်မိမှန်ခြင်းလည်းမပြုမီခင်သည်အဖိုးတံပစ္စည်းများကိုဝယ်ရှမ်းနိုင်ရန်အတွက်ပတ်စံအဘယ်ကရသည်နည်းဖဲရိုက်သုံးစွဲခြင်းပြုရန်အတွက်ကိုအဘယ်သူကထုတ်ပေးနေသည်နည်း နနမိုးလင်း၍မျက်စိနှလုံးပွင့်လာကလေးကညံ့နှံ့မိုးချုပ်၍မျက်စိနှလုံးပိတ်ရသည့်အထိများစွာသောအာယုံတို့နှင့် ထိတွေ့ဆက်ဆံနေရသောမမကြီးသည် အသက်ကြီးရင်သူများနှင့်ဆာလျင်၎င်းငယ်ရွယ်သောသူများနှင့်ဆာလျင်၎င်းမိမိကိုယ်ကိုထိမ့်သိမ့်အုပ်ချုပ်နိုင်ရမည်ဖြစ်သောခင့်ကိုရှိကတေကအစာလိုက်၍ကြည်လဲမကြည့်နိုင်ပါချေ။ လူသားစားဘူးသောကြသည်ရွာအနီးနားပတ်ဝန်းကျင်၌သာတက်ဝဲလေလေရှိနေတတ်သည်ဆိုသောစကားအတိုင်းလင်သားဖြစ်သူအဖမ်းစည်းမခံရမီကနေထိုင်ခြင်းပြုခဲ့ရသောအနေအထိုင်အသုံးအစားအသွာလာနှင့်ပတ်ဝန်းကျင်တို့တွင်လင်ဖြစ်သူဒုက္ခရောက်၍အဖမ်းစည်းခံရသောအချိန်ကာလတွင်လည်းခင်သည်တက်ဝဲလေလေဖြစ်နေသည်မိမိကိုယ်ကိုထိမ့်ချုပ်ခြင်းမရှိနိုင်ပဲအစွမ်းကုန်အလိုလိုက်ခဲ့သည့်အတွေ့ထိုပတ်ဝန်းကျင်နှင့်အဆောင်ရောင်တို့ကိုမဖြတ်နိုင်အောင်ဖြစ်နေသည် ဤသို့သောအချိန်ကာလနှင့်အချိန်ဤတွင်ခင်သည်မောင်မောင်ထွန်းဆိုသူနှင့်ထပ်မံ၍တွေ့ရှိကာဆက်သွယ်မိခြင်းဖြစ်လေသည်ယခုတစ်ချိန်ပြန်လည်တွေ့ရှိကြသောအခါ၌ခင်သည်အငတ်ဘဝတွင်ဖြစ်နေသည်၎င်း၏ကြော၌လင်းဖြစ်သူသည်အကျဉ်းထောင်ထဲ၌ရောက်နေသည်တို့ရတွင်မောင်မောင်ထင်းမောင်မောင်ထွန်းသည်ယခင်ကအတိုင်းတိုက်နှင့်မော်တော်ကားနှင့်ဖြစ်သည်ဘန်တွင်ငွေစင်ရင်းရှိသည်ဖြင့်ရှက်လက်မှတ်စာအုပ်နှင့်ယာတန်900တန်တို့ကိုအိတ်ကထဲမှအမြဲထည့်ထားနိုင်လေသည် ဥဝေးတွင်အဖမ်းခံရပြီးနောက်ဆယ်လခန့်အကြာတွင်ခင်သည်မမျော်လင့်ပဲဖဲဝိုင်းတစ်ခုတွင် မောင်းမောင်းထိုးနှင့်တွေ့ဆုံနေသောအချိန်၌ခင်သည်အတုံးအစွဲကြက်တဲပြက်လန့်နေခြင်းဖြစ်ပါသည်။လင်အဖမ်းစည်းခံရသည်ဖြင့်များစွာတိမ်ငြွေ့လေနေသည်။ထိုကဲ့သို့သောအချိန်တွင်မောင်းမောင်းထိုးသည်တကယ့်မိတ်ဆွေကောင်းကြီးတဦးအနေဖြင့်ခင်အားတနာလှပါသည်။ကုညီချင်းလည်းပြုပရစေလိုအပ်သောအကူအညီကိုလည်းအချိန်မရွေးပြောပါဟုနှုတ်ဖြင့်ပြောဆိုခြင်းပြည့်ုံသာမကား ခင်အား၎င်း၏အိတ်ကပ်အတွင်မှယာဒန်အထက်လိုက်ထုတ်ပေးပြီးနောက်ယာဒန်၅ရွက်ကိုဇိုအတင်းပေးလေသည်အစပရမ၌သာခင်သည်ဟန်လောက်၍ညင်းမိနေတော်လဲနောက်ဆုံးတွင်ဝမ်းသာအားရယူလိုက်လေသည်လင်ဖြစ်သူအဖမ်းခံရပြီးကြတဲ့ကယာဒန်ဆက်ကူကိုမမြင်ဘူးသလောက်ဖြစ်နေခဲ့တော်ခင်သည်မမောင်တို့ထံမှယာဒန်ဆက်ကူ၅ရွက်ကိုရရှိလိုက်သောအခါညီကဲ့သို့ကျေးဇူးတင်ရမှန်းမတိလောက်အောင်ဖြစ်နေပါသည် တို့ရတွင်တစ်နှစ်တစ်နှစ်လျင်လိုင်းစဉ်ရောင်းစားခြင်းအလုပ်တစ်ခုတည်းဖြင့်ငွေတသိန်းခွဲနှစ်သိန်းခန့်ရရှိနေသော မောင်မောင်ထုံးကဲ့သို့လူတယောက်အတွက်ငွေ900တထောင်သည်အဘယ်များလောက်ပြောစီရာကမရှိပါကြီးအကြဲတဲတွင်နေသောလင်းရှိမယားများကိုယခုကဲ့သို့ငွေနှင့်ပေါ့၍ဖြည့်စည်းလျက်ရှိသောမောင်မောင်ထုံး၏အကျင့်စာရိတ္တအစုံ၏အကြောင်းကိုလည်းခင်သည်ဘာမှမသိချေ ခင်တီတော်ကိစ္စတခုမှာမိမိအတုံးအဆွဲကြက်တဲနေခိုင်လွယ်လင်းတကူငွေ900ထုတ်ပေးတော့မောင်မောင်ထွန်းဤသဘောကောင်းမှုသာဖြစ်ပါသည်ယာတန်ဆောက်ကို9ချက်က9ရွက်အားအစမြတာဖြစ်လေသည်ထို့နောက်ခင်တီမကြကနမောင်မောင်ထွန်းနှင့်တွေ့လေသည် မောင်မောင်ထွန်းကရုပ်ရှင်ကြည့်ဖို့ခေါ်လျင်၎င်းကာပွဲသို့ခေါ်လျင်၎င်းမယန်းကုန်းဘတ်သို့ထမင်းစားခေါ်လျင်၎င်းခင်တီဝမ်းသာအားရလိုက်လေတော့သည် မောင်မောင်တို့ကဝယ်ချမ်းပြီးသောဇိမ်ပြန်ပစ္စည်းများကိုလည်းယူလေတော့သည် သူတစ်ပါးသားမျိုးသမီးပုံများကို၎င်းသားမယားများကို၎င်းယခုကဲ့သို့ငွေကြီးအပြော်ပါအဝယ်စားများနှင့်တဖြည်းဖြည်းဖြားယောင်းသိမ့်ကျွင်းကနောက်ဆုံးနာရုပ်ရုပ်ကန်းကန်းဖြည့်စည်တတ်သောမောင်မောင်ထွန်းဤထောင်ကျောက်ထဲသို့ခင်သည်တိုးဝင်လျက်ရှိလေသည်ရင်တို့မောင်မောင်ထွန်းနဲ့တွာလာနေရသဖြင့်လင်ဖြစ်သူကိုပင် ထောင်ဝင်စားမှန်မှန်တွားမတိနိုင်သည့်အဖြစ်လင်သားပေါ်၌ပေါ်ဆလာပါသည် မထိတရင်နှင့်မခံမညာဖြစ်လာပါသည်မိမိလင်းသားဖြစ်သူသည်မိမိအပေါ်၌အဘယ်များအလိုလိုက်ကမိမိအတွေ့ယခုကဲ့သို့ပြက်ပြက်သွားရသည်ဆိုသောအချက်လက်များကိုပင်တတိမရနိုင်တော့ရှိခင်သည်မစင်ပုံထဲကလောက်မကလေးနှင့်မရှာဖြစ်နေလေသည် မိမိတွင်းလိုက်သောအချင်းကြုံနေသောမိမိစည်းလိုသောဆင်မကလေးသည်တိအီအီဝင်လာသောအခါတွင်ကျွမ်းကျင်သောဆင်သမားသည် ထိုဆင်ရိုင်းမကလေးကိုတဖြည်းဖြည်းယင်ပါတိမ်မွေ့စေပြီးနောက်မိမိအသုံးချလိုရာချတဲ့ကဲ့သို့ကြာသမားမောင်မောင်တွင်းသည်ခင့်အား၎င်းလိုရာသို့တဖြည်းဖြည်းဖြားယောင်းခေါ်ဆောင်လာခဲ့ပြီးသူဤလမ်းစဉ်အတိုင်းအပိုင်စည်းရန်ကြံ့လေ။ကိုအေးတွင်ဆိုသောသူကကိုသားမယားမျက်နှာကိုမထောက်ဘဲရမ်းလိုက်တော့ခင်ဤကုလိုဒုက္ခမရောက်တင်မဲရောက်ပြီးမျက်နှာမငယ်တင်မဲငယ်နေရတာပေါ့။ ကိုထွန်းသာခင်ကိုမရချောမရလာကလေးတမျိုးရထားရင်အခုလိုမျိုးပဲအဖြစ်ခံမလဲဟုကြာသမားပြီပြီးအောက်ရှိကစား၍မတိမသာဖြိုလေသည် ခင်သည်လင်းသားရ၍တားတယောက်သာမွေးခဲ့တော်လဲဘာတစ်ခုကိုမှရှင့်ကျင်စဉ်းစားတတ်ဟန်လည်းမရှိပါကြီးဖခင်များအတော်များနှင့်နေထိုင်ခဲ့ခြင်းကလည်းခလေးလေးတယောက်လိုနေထိုင်ခဲ့ပြီးနောက်လင်းသားရသောအခါ၌လည်းခလေးငယ်တယောက်နှင့်ဘာမှမရှာနေထိုင်ခဲ့သူဖြစ်ပါသည် တို့ကြောင့်မောင်မောင်ထွန်းကမိမိဤလင်သားကိုအပြစ်ဖို့၍မိမိအားချိန်လိုသည့်ရည်ရွယ်ချက်ဖြင့်ပြောဆိုလိုက်သောစကားကိုဘာမှမရင်မခွဲခြားတတ်ပြီထို့ကြောင့်မောင်မောင်ထွန်းပြောဆိုလိုက်သည့်အတိုင်းမိမိဤလင်သားအပေါ်၌စိတ်ပြည့်၍မောင်မောင်ထွန်းအပေါ်၌အထင်ကြီးသောစိတ်ဓာတ်များတပွားပွားဖြစ်ပေါ်လာပါသည်မောင်မောင်ထွန်းသည်ဤကိစ္စမျိုးပန်း၌အတွေ့အကြုံတော်တော်ကလေးများသူဖြစ်သည့်အလျောက်မိမိပြစ်လိုက်သောမျှချက်သည်ခင်းအပေါ်၌အဘယ်အထိစုနှင့်ဝင်သွားသည်ကိုတခါတည်းတွက်ချက်သိရှိပြီးဖြစ်လေသည် ဤနည်းဖြင့်သူသည် လင်ဖြစ်သူဖန်စီအကျဉ်ခံခံရခိုင်သူမယားခင်ကိုမြားတစင်းပြီးတစင်းရက်ကောင်းကိုကြီးပြစ်သွားကြရာ နောက်ဆုံး၌အလိုလိုအားငယ်နေသောခင်သည်ခင်ကိုတနာပါကိုထုံးရဟူသာပြောဆိုရင်းကြာသမားမဟုတ်သို့ဤရှိတွင်ဒူးထုတ်ကြ၍လဲကြသွားလိတော်သည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းချက်စီစဉ်တည်ဆောက်မှုကိုအီမာရင်ခက်တာခဏယနာခွင့်ပြုပါခင်ဗျာ ဒီနေ့မှာအချိန်ပြေပြေဝင်ရောက်နားဆင်အားပေးကြသူညီကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကိုမောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပြာအတွေ့အကြုံမှာကင်းဝေးကြပါစေခင်ဗျာ